အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ပွဲပြီးသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ် တကယ်ကိုဒါကျွန်တော်တို့ပွဲကြီးပွဲကောင်းတပွဲဖြစ်ခဲ့ပြီးတော့နောက်ဆုံးဒါမိနစ်နောက်ဆုံး second လေးထိကိုဒါတကယ်ဒါကျွန်တော်တို့ anxiety မြင့်မြင့်နဲ့ကြီးခဲ့ရတဲ့ပွဲစဉ်ပေါ့နော်လီဗာပူးပြည်သက်တွေတော့တကယ်ကိုစိတ်ပျက်စရာကောင်းခဲ့တဲ့ဒါကျွန်တော်တို့ထုံးဝမ်းနိုင်ပွဲစဉ်တပွဲဖြစ်လာခဲ့ပြီးတော့ Manchester United အသင်းတွေကဒီနေ့ပွဲစဉ်က statement win တစ်ခုဖြစ်ခဲ့တယ်ဆိုတဲ့ဥစ္စာကလုံးဝညင်းစရာမလိုခဲ့ဘူးဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အခွင့်အရေးတွေကိုအသုံးချသွားနိုင်ခဲ့တဲ့ Manchester United ကအနိုင်ယူသွားခဲ့တာဒါကျွန်တော်တို့တကယ်ကို ဒီ statement winning ကဒါ United တို့တော်လေးအရေးပါခဲ့တယ်ဖြစ်တယ်။ Ruben Amorim တက်ဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲကဒါကျွန်တော်သူ့ရဲ့ Premier League နှစ်ပွဲဆက်သူ့ရဲ့နီးပြသက်တမ်းတစ်လျှောက်မှာပထမအဆုံးနှစ်ပွဲဆက်နိုင်မှုချင်းဖြစ်တယ်။ဒါပြင်ကျွန်တော်ဒါ Liverpool ရဲ့အိမ်ခွင့်မှာဒါ Premier League မှာဘုန်းတော့ကျွန်တော်ဒါ ဒါကာလအရှိကြာနောက်ပိုင်းမှာပြန်လည်ပြီးတော့နိုင်ငံရေးသိရတယ်မှာပါတယ်။တိုတယ်10နှစ်ကြာမှာဒါကျွန်တော်ဟိုကွန်မန်ဒါတော့ပြောတာပေါ့နော်10နှစ်ကြာလောက်မှာဒါကျွန်တော်လစ်ဗာပူးရဲ့အိမ်ခွန်းမှာ Manchester United အသင်းကဒါကျွန်တော်တို့ဒါ Premier League မှာနိုင်ပွဲရခဲ့ခြင်းဖြစ်တယ်လို့ပြောလို့ရတယ်။အဲ့တော့ Sir Alex Ferguson နောက်ပိုင်းမှာဒါလစ်ဗာပူးရဲ့အိမ်ခွန်းမှာ Manchester United ရဲ့အနိုင်ရဖို့တော့တော်တော်လေးကိုယုံကန်ခဲ့ရပါပဲ။ Premier League မှာနိုင်ပွဲရခဲ့ခြင်းဖြစ်တယ်လို့ပြောလို့ရတယ်။အဲ့တော့ Sir Alex Ferguson နောက်ပိုင်းမှာဒါလစ်ဗာပူးရဲ့အိမ်ခွန်းမှာ Manchester United ရဲ့အနိုင်ရဖို့တော့တော်တော်လေးကိုယုံကန်ခဲ့ရပါပဲ။ဒီနေ့ပွဲစဉ်မှာဒါအာလီဆိုရဲ့လက်ထက်မှာဒါနိုင်ရသွားခဲ့တယ်ပေါ့နော်။အာလီဆိုရဲ့လက်ထက်မှာလက်ရှိမှာစံချိန်တူတွေဆက်လက်ပြီးတင်ခဲ့တယ်။ဒါကျွန်တော်တို့၃ပွဲဆက် Premier League ရှုံးပွဲကို2014နောက်ပိုင်းဒါကျွန်တော်17နှစ်အကြာမှာထပ်ပြီးတော့ဒါဆက် 你牛，知道。 ဒီနေ့ပွဲစဉ်မှာအမှန်တိုင်းပြောရမယ်ဆိုရင်တကယ်တမ်းဒါကျွန်တော်တို့ V lane တယောက်အနေနဲ့ဒါကျွန်တော်ဂိုးတွေသွင်းထားခဲ့ပြီးမယ် V lane တယောက်ဖြစ်ခဲ့တာကိုဒီဂိုက်ပူပါပဲကိုဒီဂိုက်ပူနဲ့ဒီနေ့ပွဲစဉ်မှာသူတကယ်သွင်းမယ်ဆိုရင်ဒါဒီနေ့ပွဲစဉ်မှာတယောက်ထဲတောင်မှ၄ခုလောက်သွင်းလာလို့ရနေထားမှရှိတယ်တယောက်ထဲဒါကျွန်တော်တိုင်ထိတာပဲ၃ခေါက်လောက်ရှိရဘောနော်နူနက်စ်ရဲ့ debt တွေသူစီပဲကူးသွားခဲ့လာတော့မသိဘူးဘောနော်ဒါနူနက်စ်ကတပွဲထဲမှာဒါကျွန်တော်၄ချိန်လာမလို့တိုင်ထိခဲ့တဲ့စံချိန်ကိုဒါကျွန်တော်တို့ကိုဒီဂိုက်ပူကနောက်ကနေအပြေးအဝလိုက်ခဲ့တယ်လို့ပဲဆိုလို့ရမယ်ဒီမှာပါတယ်ပေးလိုက်ရတဲ့ဘေးကိုတွေကိုပြန်ကြည့်မယ်ဆိုရင် Liverpool ရဲ့ rest of fans ကတော်တော်လေးကိုကြာလီကြာလီချာလီ ဆိုတဲ့ပုံစံမျိုးကိုမြင်ရမယ်ဒီမှာပါပါတယ်။လီဗာပူးသင်းဒီနေ့ပွဲစမှာဒါကျွန်တော်သူရဲ့တိုက်ဆက်ပိုင်းကအရင်လိုပါပဲ။ဒါကျွန်တော်တော်တော်လေးကိုမပြောင်းလဲတဲ့ပုံစံတွေတွေ့လာခဲ့တယ်။ဒီနေ့ပွဲစမှာဒါကျွန်တော်လက်ရှိမှာလီဗာပူးသင်းနဲ့ဒါကျွန်တော်မနစ်ကပုံစံအတိုင်းလေးတုံပုံစံမျိုးဒါကျွန်တော်လီဗာပူးသင်းနဲ့ဒါပြ ပုံစံမျိုးထွက်လာခဲ့တယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါပြန်ကြည့်မယ်ဆိုလီဗာပူးတင်တဲ့ကွင်းလယ်ပိုင်းမှာဒါကြောင့် Florian Risk ကိုအနာပေးပြီးမနစ်ကပုံစံအတိုင်းပဲဒါ Manchester United ကိုဒုက္ခပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပွဲထွက်လာခဲ့တာကိုတွေ့ရမယ်။ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ဒါ Manchester United အသင်းနဲ့ဆိုးဆိုးဆီးဆီးပဲဒါကျွန်တော်တို့ Bruno Fernandes ရဲ့ပေးပို့မှုဟာတဆင့်ဒါကျွန်တော်တို့ Brian Mbappe ရဲ့တေသက်လှပလုံးနဲ့တွင်ကုန်းနဲ့တွေ့တာကျွန်တော်ပွဲချက်ကစားခင်62စက္ကန့်မှာနေဒါကျွန်တော်တို့ သွင်းကိုရသွားခဲ့တော့တွေ့ရမယ်ပြီးလဲပြီးတော့ကျွန်တော် Sunday Lemons ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ဂိုးသမား Manchester United တင်းနေတော့လက်ရှိမှာဒါ hype ဒါအရင်ကြီးမဟုတ်ပေမဲ့ဒါကျွန်တော်တော်တော်လေးကိုဒါကောင်းမွန်တဲ့ဒါကျွန်တော် short stopper တယောက်အသင်းမှာရောက်ရှိခဲ့ပြီလို့ဆိုလို့ရမယ်တော့မပါတယ်တခါကျရင်ပြတာကျွန်တော်ဒါဂိုးသမားတွေဘလောက်ကောင်းတယ်ကောင်းတယ်ဆိုလို့ဆိုင်ပြောတယ်ဒါကျွန်တော်လက်ရှိမှာဒါ sweeper keeper bar keeper ညာ keeper ဆိုလို့ဆိုင်ခဏခဏပြောလို့ရှိတယ်ဂိုးသမားရဲ့အသက်သွေးကြောက sweeper keeper တင်မဟုတ်ပဲနဲ့ short stopper အသက်ဖြစ်တယ်ဂိုးသမားက short stopper မလုပ်နိုင်တော့အလားကားပဲဒီနေ့ပွဲစဉ်မှာဒါ Sunday Lemons ကဘလောက်တိ short stopper တယောက်နဲ့အရေးပါ အကြောင်းကိုဆက်လက်ပြီးပြသခဲ့တယ်ဒီနေ့ပေါ်တမှာ e set ရတာကျွန်တော်အပိုင်အတွင်းကိုတစ်ခုကိုလည်းတူအနေနဲ့အကာအကွယ်သွားခဲ့ရတွေ့ရမယ်တကယ်ကိုဒါ Sunday Lemons နဲ့ United အသင်းရဲ့လိုအပ်နေတဲ့ cancel ចောင်းကနေပြီးတော့တကယ်ကိုလုတ်ပြနိုင်ခဲ့တာကိုလည်း United အသင်းစီကတွေ့ခဲ့မယ်အဲ့တော့ဒီနေ့ပေါ်တမှာဒါကျွန်တော် Ruben Amore ဖြစ်ချင်ခဲ့တဲ့အတိုင်းဖြစ်သွားခဲ့တယ်လို့ပဲပြောလို့ရမယ်ဒီမှာပါတယ်ဒီနေ့ပေါ်တမှာဒါကျွန်တော်နီးပြအနေနဲ့ဒါကျွန်တော်လက်ရှိ counter pressing နဲ့ counter transpressing နဲ့လုတ်ပဲ ကောင်တာ positioning တွေကိုပြန်လှုပ်ဖို့အတွက်စ조사ခဲ့တဲ့အနေထားမှာရှိခဲ့တယ်။ Matthews ခေါင်းနာနဲ့ Brian Ambuambu ရဲ့မျက်နှုံးမြင်ပုံစံမျိုးတွေကိုအသုံးပြုပြီး one touch ပုံစံမျိုးဆက်ဆံကောင်တာ pressing တွေကိုလှုပ်ဖို့အတွက်조사ခဲ့တယ်။ဒါဟာလက်ထိုက်တဲ့လောက်တစ်ဖက်ရဲ့အသင်းကို pressure များစွာနဲ့လှုပ်ဖြစ်ခဲ့တဲ့အနေထားမှာရှိပြီး United နဲ့ပထမပိုင်းမှာနေတာကျွန်တော်အပိုင်ခွင့်ရေးတချို့လည်းရရှိခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။ဒါပေမဲ့လက်ရှိမှာ Ruben Amorim လက်ထက်မှာတစ်ပြေးနဲ့တစ်ပြေးကောင်းလာခဲ့တဲ့အချက်ကတော့ဒါတစ်ပြေးနဲ့တစ်ပြေးလား United အသင်းရဲ့ကစားပုံကဒါကျွန်တော်သူသွားကျင်တဲ့ပုံစံကွက်တစ်ခုကိုတော့ပြန်ဝင်သွားခဲ့တာတွေ့ရမယ်။ဒီနေရာမှာ United အသင်းနဲ့တကယ်လို့အဲ့နေတာဂိုးသမားကောင်းတယောက်ပါလား ါဆိုတဲ့မိကုံကိုလည်းဒါအာမိုရင်းနဲ့ဖြေးသွားခဲ့တာပြီးတော့ကျွန်တော်အများနဲ့ပြောနေခဲ့လို့ပဲဗောနောဘယင်းသားတဲ့ဘလောက်ထိစိုးနိုင်မှာမို့လို့လဲဆန်ဒလမန့်စ်ကိုတုံးကြည့်ပါဆိုတဲ့အတိုင်းဆန်ဒလမန့်စ်ကိုတုံးခဲ့တဲ့နှစ်ပွဲမှာယူနိုက်တက်အသင်းကလုံးဝလုံးဝကိုနောင်တရစရာမကောင်းတဲ့ပွဲတစ်ပွဲကိုယူနိုက်တက်အသင်းစီကနေတွေ့ခဲ့ရတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါမန်ချက်စတာယူနိုက်တက်အသင်းကနိုင်သွားခဲ့ပြီမဲ့ဒီနေ့ပွဲစဉ်ရဲ့တကယ်ရလတ်အတွက်ဒါကျွန်တော်တို့ ဟိုအရေးဒါကျွန်တော်တို့ဒါကြားထဲကနိုင်သွားတဲ့လူအာစနယ်ဖြစ်သွားခဲ့တယ်။ဒီနေ့ပွဲစဉ်ရဲ့ဒါရှုံးနေမှုကလစ်ဗာပူးအသင်းအတွက်ထိုးနှံမှုတအားကြီးမားသွားခဲ့ပြီလို့ပြောလို့ရတယ်။လစ်ဗာပူးအသင်းနဲ့ဒါကျွန်တော်တို့အခုလက်ရှိမှာအဆင့်ဆင်းပေးလိုက်ရပြီလက်ရှိမှာလီလီဒါဖြစ်တဲ့ဒါကျွန်တော်တို့အာစနယ်အသင်းနဲ့ပါရမှတ်လေးမှတ်စပြီးတော့ကွာသွားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်လိုက်ဖို့အတွက်တော့တော်တော်လေးကိုစတင်ပြီးခက်ခဲမှုအနေထားမှာရှိခဲ့တယ်။ဒါပေမဲ့ဒီချေစွမ်းနဲ့ဆိုရင်လစ်ဗာပူးအသင်းတော်တော်လေးကိုပြန်ပြီးရုန်းကန်နေထားမှာရှိတယ်။ဒါလက်ရှိဒီနေ့ပွဲစဉ်မှာဒါ Virgil van Dijk ကိုတော့ကျွန်တော်တနာတာတကယ်ပဲ။တသင်းလုံးနောက်တန်းကစားသမားတွေမှာ Virgil van Dijk တယောက်ကလွင့်ဒါဘာ position နဲ့မှမ ရှိဒါဘယ်ဘယ်ကစားသမားမှတော့ကျွန်တော်ခေါင်းထဲမှာဘောလုံးကန်အမဲ့အတွေးတွေမရှိတဲ့ဥစ္စာကတော်တော်လေးကိုရုပ်ပေါက်လွန်အားကြီးလို့မြင်တယ်။ဗာဂျာမန်နဲ့ဒါဒုတိယကိုဟယ်ရီမကွာယာတွင်းကိုကိုပေးလိုက်တဲ့အချိန်မှာသူ့ရဲ့ဖူးဘက်တွေသူ့ရဲ့ဒါစင်တာဘက်တွေဘယ်ရောက်နေလဲဆိုတဲ့မေးခွန်းကိုသူကိုယ်တိုင်တောင်မှကြောင်တောင်ကြည့်နေရတဲ့မှာပါတယ်။ဒါပေမဲ့နောက်တစ်ခုဒါကျွန်တော်ဖြစ်လာခဲ့တာလီဗာပူးသင်းရဲ့ဒါကျွန်တော်ဝမ်းနေစရာကောင်းလာခဲ့တာသူ့ရဲ့တောင်ပန်တွေအနေထားဒီနေ့ပေါ်မှာကိုဒီကက်ကိုရေတင်က8.3ရခဲ့တယ်ဆိုပေမဲ့တကယ်တဲ့နင်းလားငါလားဟိဆိုတဲ့မူမှာကိုဒီကက်ကိုကဒီနေ့ပေါ်မှာဟီးရိုးကြီးကျယ်ဖြစ်ခဲ့တယ်။ဒါပေမဲ့ဒီနေ့ပေါ်မှာဒါကျွန်တော်တကူသွင်းခဲ့မဲ့ဗီလင်းဖြစ်ခဲ့ တာကတော့ကိုဒီဂျိုက်ကိုတွေ့ရမယ်တော့ပါတယ်ဒါပေမဲ့ဒီနေ့ပုံစံမှာကျွန်တော်နားမလည်တာပေါ့နော်ခေးစားကိုဒါလက်ရှိမှာနီးပြနေတဲ့ facility လို့ဖို့ဘာလို့မကြိုးစားရလဲခေးစားကိုသူ့ရဲ့ natural position မှာထားပြီးဒါကိုဒီဂျိုက်ကို center forward ဆက်ဆံထားခဲ့မယ်ဆိုရင်ကောဒီနေ့ပုံစံမှာဒါအများကြီးအများကြီးပြောရမယ်တော့ပါဒါပေမဲ့ဒီနေ့ပုံစံမှာဒါထူးဆန်းကကကျွန်တော်ကာတစ်ဂျုံလေးဝင်လာတဲ့အချိန်မှာကာတစ်ဂျုံရဲ့အတိုးလုပ်တွေတွေ့ရမယ်ဒီနေ့ပုံစံကိုကြည့်ပြီးကျွန်တော်ခေါင်းထဲမှာပထမဆုံးတွေးမိ အရာတစ်ခုကပါလဲဆိုတော့ Florian Risk ကိုကျွန်တော်တနာခြင်းပဲ Florian Risk လက်ရှိမှာဒါကျွန်တော် Liverpool တင်ဝယ်ယူကမှပဲဒါတောင်းမဲ့နှစ်ဖက်နှစ်ချက်လုံးကစုပ်ပြတ်တက်နေခြင်းမှာ Florian Risk ကိုတိုင်းကလည်းဘာမှမလုပ်နိုင်တဲ့ဒီထားမှာရှိရယ် Number 10 Root ကိုဆောတဲ့ကောင်ကို Number 10 Root ကဒါကျွန်တော်ပြန်ပြီးဖြတ်နေခြင်းမှာဒီ flat တွေကိုပြန်ဖြတ်တဲ့အင်းစား flat တွေကဆောက်သုံးကြတဲ့အချိန်မှာအသင်းကဒါလုံးဝချွတ်ချုံကျသွားခဲ့တာကိုတွေ့ရမယ်အဓိကဒီနေ့ပွဲစဉ်မှာနောက်တစ်ခုအနေနဲ့1-0ပြီးတော့ဆာလာကတကယ်ကို declining stage ကိုရောက်လာခဲ့ပြီး တကယ်ကိုတော့ကျွန်တော်အလွတ်ကြီးတွေနေထားမှတော့ဘာမှမလုပ်ပြနိုင်တဲ့ဆာလာကိုတဖြည်းဖြည်းနဲ့တွေ့လာခဲ့ပြီအဲ့တော့ဆာလာနေရဲ့လက်ရှိမှာလစ်ဗာပူးအသင်းမှာတကယ်ကိုလက်ဂျန်တယောက်အနေနဲ့ဖြစ်ဆဲလုံးဝငင်းဆောင်ဒါပေမဲ့လစ်ဗာပူးအသင်းရဲ့အနာဂတ်မှာဆာလာမရှိတဲ့အနာဂတ်ကိုစတင်ပြီးတော့လစ်ဗာပူးအသင်းစဉ်းစားဖို့အတွက်အများကြီးအများကြီးလိုနေပြီလို့ပြောလို့ရမယ်တဲ့မှာပါတယ်ဒီနေ့မှတော့ကျွန်တော်လက်ရှိမှာ Manchester United အသင်းရဲ့ဒါကျွန်တော်တို့တလုံးဆိုတလုံးဆိုတဲ့အရာကလည်းအရန်အရေးကြီးခဲ့တယ်မှာပါတယ်ဒီနေ့ပွဲစဉ်မှာတော့ Bruno Fernandes နဲ့မေကွန်ထုတ်ဆရာ movement လေးတွေရှိခဲ့ပေမဲ့တကယ်တမ်းနင်းလန်းငါလားဟိဆိုတဲ့ movement မှာတကယ်ကိုဒါကောင်းမွန်တဲ့အနေထားတစ်ခုကိုဆက်လက် ဘရူနိုဖာနန်ဒက်စီကနေပြီးတော့ပေးပို့မှုကိုဆက်လက်ပြီးတွေးခဲ့ဆိုပြီးပထမဆုံးတော့အာမက်ဒီယာလို့ပေးလိုက်တာပေါ့နော်ဘရူနိုဖာနန်ဒက်စ်နဲ့မှာနော် မီတို့ပဲဆိုစကားမှာတပွဲလုံးတိုင်းတိုင်း United ကရှင်းတယ်သူတို့လှုပ်ချင်တဲ့ပုံစံယူတို့သွားချင်တဲ့ပုံစံသူတို့ဖြစ်ချင်တဲ့ပုံစံတွေအကုန်လုံးကို Liverpool အတွင်းကိုသူတို့ရဲ့အကွက်တွေတွေဝင်သွားအောင်လုပ်တိုင်းခဲ့တယ် Liverpool အတွင်းကတော့ကျွန်တော်တို့ဒါယာဒီဂျိုကလေးကဒီပုံစံအတိုင်းဖြစ်နေတဲ့ဥစ္စာကိုအခုချိန်ထိဆက်လက်ပြီးဖြစ်နေစေဖြစ်တယ် Counter pressing တွေမှာအမြဲတမ်းလူလူပြိုခွဲတယ် M1 မှုနဲ့ Corner တို့ရဲ့တွဲလုံးတွေကိုဒါကျွန်တော်ရင်ဆိုင်မှုတွေခက်ခဲတယ် Liverpool အတွင်းကဒီနှစ်စောင်းရသည့်အမိမှာပဲ Cancel ပိုင်းကိုဝဲကူဝင်ရမယ့်အနေအထားတစ်ခုကိုရောက်လာခဲ့တယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ကျွန်တော်အနေနဲ့ဒီညမှာတဖြည်းဖြည်းထောက်ပြချင်တာပါလေဆို Liverpool အတွင်း defensive midfielder မချီလာတာတဖြည်းဖြည်း ြင်းနဲ့ပို့ပို့ပြီးရုပ်ပေါက်လာခဲ့လို့မြင်လာခဲ့တယ်။ဒီနေ့ပေါ်စမှာလီဗာပူးသင်းကဆူဘူစလိုက်ကတနေ့တပွဲလုံးရာကြိုးစားတယ်။ဒါကျွန်တော်တို့ဒါပဲရှိတယ်။အဲ့တော့တစ်ဖက်ကတော့ကျွန်တော်ယူနိုက်တက်သင်းကရှင်းပါတယ်။ဒါကျွန်တော်အာမိုရင်သူပါဖြစ်ချင်တဲ့သူသိတယ်။သူ့အသင်းပါဖြစ်။အဲ့တော့ဒီနေ့ပေါ်စမှာအာနီစလော့ကိုအာမိုရင်ကောင်းကောင်းကြီးလေ့လာခဲ့ပြီးအဲ့ဒီလေ့လာမှုကိုလည်းတကယ်တဲ့ကွင်းထဲမှာအများကြီးအများကြီးအနေနဲ့အသုံးချပြသွားခဲ့တာကတော့တကယ်ကို impact ကြီးမားလာလို့မြင်တယ်။ယူနိုက်တက်တွင်ကဒီနေ့ပွဲစဉ်က immediate momentum ရအရန်အရန်ရေးပါတဲ့ပွဲစဉ်ဖြစ်လာခဲ့တယ်။ Ruben Amorim ရဲ့ဒါကျွန်တော်နီးပြ Manchester United တက်တန်းတက်လျှောက်မှာနှစ်ပွဲစဉ်နိုင်ပွဲစ ပြီးပါလာခဲ့ပြီလက်ရှိမှာဒါ Liverpool ရဲ့အိမ်ဝန်းမှာနိုင်တယ်ဆိုတဲ့ United ရဲ့ statement ကတကယ်ကိုဘာနဲ့မှမလင်းနိုင်ခဲ့ဘူးလို့ပြောလို့ရတယ်မှာပါတယ်ဒါပေမဲ့မနစ်ကလို့မဖြစ်ဘူးတော့အရန်ရန်အရေးကြီးလို့မြင်တယ် Manchester City ရဲ့အိမ်ဝန်းကိုနိုင်ခဲ့ပြီးနောက်မှာ Liverpool တို့ဆိုကျွန်တော်တို့ဒါ United တင်တိုင်ပတ်သွားခဲ့တာတော့ရှောက်ပဲဒါပေမဲ့ဒီနေ့မှာဒါကျွန်တော်ဒါက momentum ကိုပြန်ပြီး build up ဖြစ်ဖို့အတွက်တော်တော်လေးကိုအရေးကြီးမဲ့နိုင်ပွဲတစ်ပွဲ statement ဝင်ပုံနော် statement ဝင်ဝင်နေတာလက်ရှိမှာတော့ရှိတယ်တစ်ဖက်က Liverpool တင်တဲ့ဒီအိမ်မက်ဆိုးတွေကနေနိုးထဘူးတဲ့တကယ်ကိုစူးစမ်းသင့်ပြီလို့ကျွန်တော်နေနေမြင်နေ ဒါပေမဲ့လီဗာပူးတင်းနဲ့အတွက်ရှိကြံခဲ့တဲ့လာမယ့်ပွဲစဉ်တွေအကုန်လုံးကလည်းဒါပွဲချက်တွေကြီးပဲနေထားမှာဖြစ်တဲ့ကြောင့်မို့လီဗာပူးတင်းနေနဲ့ဘာရီဘလူဆက်ဖြစ်မယ်လို့တော့တောက်လျှောက်ကြည့်ရမှာပါတယ်။ပရီးမီးယားနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ၃ပွဲတိတိရှုံးပွဲတွေဝင်ဆိုင်ကားတဲ့လီဗာပူးကလာမယ့်ဘက်မှာတော့ဒါကျွန်တော်ဘရက်ဖို့အသင်းဖြစ်လာခဲ့ပြီ။အဲမန်ချက်စတာယူနိုက်တက်ကတဖြည်းဖြည်းနဲ့တရွေ့ရွေ့နဲ့၁၃မှတ်ဖြစ်လာခဲ့ပြီ။အပေါ်ကအသင်းတွေကိုအမှတ်ပြန်ပြီးကက်ပူးစ်နိုင်ခဲ့တယ်။ဒါလက်ရှိမှာအဆင့်၄ကဒါလီဗာပူးတင်းနဲ့နှစ်မှတ်ပဲကွာရိုနဲ့ထိုက်ရောက်လာပြီးတော်တန်ဟော့စပါလို့ချက်စီနိုနဲ့ပြန်ရှင်မယ်ဆိုရင်တော့အမှတ်တစ်မှတ်လောက်ပဲကွာရိုနဲ့အနေထားတစ်ခုရောက်လာခဲ့တယ်။အဲပေါ်ကျွန်တော်ယူနိုက်တက်အသင်းနေနဲ့လက်ရှိမှာလည်းသ me voy tener la မမဆဆာဒါကျွန်တော်တို့ပွဲမရှိကြမှုဒါသူများအစ်တွေပင်ပန်းနေတဲ့အချိန်မှာဒါကြီးကိုအဓိကအခွင့်ကောင်းယူဖို့အတွက်အများကြီးအများကြီးကြိုးစားနေရကြိုးစားဖို့အတွက်ဒါအသင့်တော်ဆုံးအနေအထားတစ်ခုလို့မြင်တယ် United တို့ကဒီနေ့ပွဲစမှာတကယ်ကိုဒါ statement ဝင်ဖြစ်ခဲ့ပြီးတော့တကယ်ကိုဒါကျွန်တော် congratulation ပါပြောရ Liverpool ဘက်ကတော့ဒါကျွန်တော်တော်တော်လေးကိုပြန်လည်ပြီးကြိုးစားတင်တယ်လို့ပြောရင်းနေပဲအားလုံးပဲကောင်းမွန်တော့ညာလေးချင်းညာဖြစ်ပါစုစုံမကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ EC2 ကြရပါအားလုံးကြိုးတူပါတယ် manager မမတူမဲ့အခုပဲတခါတည်းတင်ပေးလိုက်ပါရယ်အားလုံးပဲကျွန်တော်တော့ကြည့်ပါအောင်များများကလစ်ပေးကြပါအောင်များများကလစ်မှာအများနိုင်ရဖြစ်ပါတယ် 第五二遍。